အားလုံးမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဒီညကနေကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အဲ့တော့မနေ့ကတော့ကျွန်တော်တို့နောက်ထပ်ကစားသမားတယောက်ထပ်ပြီးအနာယူတော့မယ်လို့ဒါတရားဝင်ကြီးညာသွားခဲ့တယ်ပေါ့နော်ဒါကတော့တခြားသောကစားသမားမဟုတ်ဘူးဂျော်ဒီအယ်ပါပေါ့နော်အဲ့တော့တဖြည်းဖြည်းနဲ့ပေါ့နော်ဒါကျွန်တော်တို့ကူဒီခစ်ကမြင်ခဲ့တဲ့ကစားသမားတွေကုန်ပြီတကယ်ကုန်ပြီ ကောက်တော့တော့ဒီကောင်နေကွနတခါရံပြကျွန်တော်ဟိုတလောကပြောခဲ့တယ်ပဲဘောနဘောလုံးသမားကြီးဆိုကျွန်တော်တို့ကဟိုတက်တက်လုံး immortal ဖြစ်မယ်လို့ကျွန်တော်ကထင်ထားခဲ့တယ်အာကောင်နေကံမှာပါကွာဘာဘာဘကောင်နေဘောက်ရှိအဲ့တော့ပို့ပို့ဆိုတာကျွန်တော်တာမန်အလုံးလုံးနေတဲ့လူတွေဘုံသမားတွေကပူပူပြီးစောစောတွေတော့ခန္ဓာကိုယ်နဲ့အလုံးလုံးဝရတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်မို့တို့အနေနဲ့ လုပ်တယ်ပေါ့အဲ့တော့ဒီနေ့မှလာလူတော်များနားမလဲသေးတယ်ဆိုတော့လေကျွန်တော်နည်းနည်းလေးရှင်းပြမှာပေါ့နော်ဒါဘုံသမားတွေကဒါကြောင့်ဘလုံးကန်ရတဲ့နေတရက်ပဲဒါကျွန်တော်တို့ showcase လုပ်ရတာမဟုတ်ဘူးကျွန်တော်တာမန်ယုံတက်ရတယ်လို့ပဲဘုံသမားတွေကကျွန်တော်တို့ဒါကျွန်တော်တို့ထပ်ထောင်ပူပြီးစောသေးတယ်ဒါပေမဲ့တို့ကစောစောပြန်ရတယ်ဒါကျွန်တော်စောစောလာရတယ်ကျွန်တော်ဗမာတိတယ်ဆိုတော့ဒါကျွန်တော် Total Hospital အတင်းကဒါကျွန်တော် Hannah ဆိုတဲ့ကောင်မလေးကနေပြီးတော့ အဲ့နောက်ကြခင်ဗျားတို့ဒီတပုတ်တက်လုပ်ပေးမယ်အဟနာဆိုရဲဒါကျွန်တော်တို့ဆိုရှယ်မီဒီယာကောင်မာလေးရတင်ထားခဲ့လို့ပဲဗောနော်အဲဘုံသမားတွေကတာမန်ယုံတက်ရပုံစံမျိုးရအဲ့တမှုတာခင်ဗျားတွေ့ဘူးတယ်မလားဘုံသမားတွေနောက်ကျပြီဆိုရင်ဒါကျွန်တော်နီးပြအဲ့ကစားသမားမတုံးတော့ဆိုအဲ့လိုပုံစံမျိုး training ကိုလာရတဲ့ပုံစံမျိုးရရှိတချို့ဒါ tactical ရှင်းပြနေလားဒါကျွန်တော်ထုံးဝနိုင်တာမန်လူတွေယုံတက်လို့ပဲဒါမနက်9ညနေ9ပုံစံမျိုးတက်ရဘုံသမားရပူစောတယ်ကျွန်တော်တိတိလောက်ကမနက်ခွန်လာပြီးတော့ညနေ3နာရီလောက်တို့ကပြန်ရတယ်အဲ့လိုပုံစံမျိုးပေါ့နော်အဲ့လိုသွားရတယ်အဲ့တော့ ဒီလိုသုံးတယ်အဲ့တော့ကတဘုံတပေဒါအသက်အရွယ်ရောက်လာတဲ့ကစားသမားအနေနဲ့တို့က physical and body man နဲ့တို့ကအလုပ်လုပ်ရအောင်ကျွန်တော်တို့တာမယ်လို့မနက်9:00ဒါယုံထဲမှာတိုင်းထိုင်ပြီးတော့ computer လေးနဲ့ပြင်တာကျွန်တော်ညနေ9:00ပြင်အဲ့လိုပုံဒါဒါပေမဲ့ကျွန်တော်တို့တာမယ်ဒါကျွန်တော်တို့ construction ဒါကျွန်တော်တို့ခန္ဓာကိုယ်နဲ့လုပ်နေရတာကျွန်တော်လူတွေလည်းအများကြီးရှိပါတယ်အဲ့လူတွေဆိုလည်းအသက်ကြီးရထိလုံးတဲ့မလုံးနိုင်တဲ့လူတွေများတယ် construction worker မှာဆိုဒါအကုန်တည်တဲ့အတိုင်း40ကျော်လောက်ဆိုခန္ဓာကိုယ်ကထိလာပြီဒါ construction မှာလုပ်ရင်အဲ့တော့အဲ့တော့ခန္ဓာကိုယ်ရင်းပြီးလောက်ရလူတော်တော်များများဒါ အသက်40လောက်ဆိုတော်တော်လေးကိုထိလာခဲ့ပြီသူတို့အနေနဲ့ဒါကျွန်တော်စင်ကဲပြောင်းလဲမှုသွားတယ်ဒီမှာပါတယ်ဒီတိုင်းမှာဒါကျွန်တော်ဘောလုံးမှာလည်းကျွန်တော်ဒါတော့ကျွန်တော်တို့ဘောလုံးမှာပူဆိုးတာပေါ့နော်35လောက်ဆိုရင်တော့တည်တည်တသာဖြစ်လာခဲ့တဲ့ moment တွေရှိတယ်သူတို့နေတာကြောင့်ဒီလိုဒါ physical ဟိုဒါအရင်ကြီးမထိမဲ့နေရတယ်သူတို့ပြောင်းတယ်ပြီးရင်တော့ဒါကျွန်တော်တို့နေနဲ့နားတယ်အုပ်ဘက်တရှိမှာဒီနေ့မှာဆိုတည်ရတာဒါကျွန်တော်တို့ဒီနေ့မှာအများဆုံးပဲနားရတဲ့နေ့မှာနားရတယ်အများကြီးပါအများကြီးပဲကစားသမားဆိုတာဒါကျွန်တော်တို့ဇာပြေလုံးဆိုပြောလို့ပဲသူတို့တည်တဲ့ moment ရှိတယ် ဒါ theory honorary ဆိုရင်ဒါဝမ်းနေစရာကောင်းတဲ့ movement ရှိတယ်ဗောနော်အဲ့ဒါသူ့အနေနဲ့သူ့ဘဝမှာသူအနားယူရ movement ဆိုတာသူ့သားလေးကသူ့ရှေ့ကနေဘောလုံးဆိုရယ်အဖေဆော့မယ်လေးဘာညာပြောတယ်သူခဏကွာမလိုက်နိုင်တော့စိတ်ကတော့ပြေးနေတယ်နော်ဒါသူ့သားစုသူဘောလုံးရအောင်သွားမှာတာမန်သူ့သားနဲ့ဘောလုံးဆော့တဲ့အချိန်မှာသူခဏကွာမလိုက်နိုင်တော့ဘာလို့တသက်လုံးဒီခန္ဓာကိုယ်ကြီးကိုသူတို့ကအသိညှစ်ထားတာလေဟုတ်တယ်မအဲ့တော့ ရော်နယ်ဒိုတို့မက်ဆီတို့ဆိုလည်းဒီလိုပုံစံမျိုးပဲသွားရမယ်သဘောမျိုးရှိပါတယ်။ဒါကျွန်တော်တို့ဒီလူတွေလည်းဒါမကြခင်မှာကျွန်တော်တို့အနေနဲ့ဒါဒီအေးပေါ့မနေ့ကဒါကျွန်တော်ရော်နယ်ဒိုကသူ့ရဲ့ဒါကျွန်တော်တို့အနာဂတ်နဲ့ပတ်သက်ပြီးတော့သူပြောသွားခဲ့တာရှိတယ်။ "तू ဒီနေ့ကဘလာပြီးရင်တော့သူ့အတွက်ကဒါ fulfillment ကုန်ပြီဆိုပြီးတော့ခက်တီဒီနဲ့သူပြောသွားခဲ့တယ်အသေးချာတကွာရော်နယ်ဒိုကဒီနေ့ကဘလာပြင်ပြီးပါပြီဒါမက်ဆီဆိုလည်းဒီနေ့ကဘလာပြင်ပြီးပြီပေါ့နော်ဒီနေ့ကဘလာကအကုန်လုံးတွေဒါပျော်စရာကြီးဖြစ်မဲ့နေ့တစ်နေ့ပဲဒါပေမဲ့ one day စရာကြီးလည်းတပြားလေးယူဆောင်သွားတယ်ပေါ့အဲ့တော့ဒါရော်နယ်ဒိုရဲ့ပေါ်တူဂီအတွက်နောက်ဆုံး chance တစ်ခုရမယ်နေ့တစ်နေ့ရော်နယ်ဒိုဒီနေ့သူဘလောက်ထိလဲအဲ့တော့ဒီနေ့ပေါ်တူဂီကလည်း strong တော်တော်ဖြစ်တယ်ရှေ့လေနောက်တော်တော်လေးကိုမဆိုးဂိုးသမားအစားတော်တော်လေးကိုအဆင်ပြေနေ့တစ်နေ့ဖြစ်ရောကျွန်တော်တို့ပေါ်တူဂီမှာလည်းမျှော်လင့်ချက်ရှိတယ်တပတ်လီယိုနယ်မက်ဆီကဒီဘက်ကအပျော်ဝင်ခံတဲ့သဘောဖြစ်သွားပါပြီဒါခုနကသူအနေနဲ့ ဲ့သူဒါအနားမယူခင်သူရဲ့ ကစားသမားတွေသူချော့မယ်အာဂျင်တီးနားနှစ်နှစ်ဆက်လှုပ်ဖို့တော့ကျွန်တော်အနေနဲ့တိတ်တော့မလွယ်လောက်ဘူးလို့တော့ကျွန်တော်အနေနဲ့မြင်တယ်ဒါကျွန်တော်အမြင်အရပြောဒါပေမဲ့မလွယ်လောက်ဒါပေမဲ့ဘယ်လိုပဲပြောပါဒါကျွန်တော်ဒီလူတွေကိုကျွန်တော်ဒါမြက်ခင်းစိမ့်ပုံမှာတဖြည်းဖြည်းနဲ့တွေးရဖို့ဖြစ်လာအဲ့တော့အရင်ကတော့တပတ်တစ်ခါကြည့်တဲ့လူကလည်းခုလက်ရှိကြားမှန်းနေပြောကျွန်တော်ရနေဒိုမက်ဆီကိုကျွန်တော်မကြည့်ဖြစ်တာတော့ကြာအင်တာမိုင်းမီကလည်းကိုရီနဲ့ဆိုရင်ကပြောက်ကတော့ကိရဗျာဒါကျွန်တော်တို့ဒါမနေ့တတိုင်းနိုင်တော့မဟုတ်ဒါကြောင့်မနေ့9နိုင်6နိုင်ကြီးကျွန်တော်ကိုရီလည်းမကြည့်ဖြစ်ဘူးဒါအင်္ဂလန်ကလူတွေကတော့သူတို့တတိုင်းလောက်ဆိုကြည့်ဖြစ်ကြည့်ဖြစ်မကျွန်တော်တို့ကတော့မကြည့်ဖြစ်ဘူးမက်ဆီကရနေဒိုကတော့ကျွန်တော်ကြုံရင်ကြုံလို့ဒါကျွန်တော်အနာစာပွဲကိုတော့ကျွန်တော်တို့ဒါအချိန်နဲ့ ကန်တန်ကျွန်တော်ဒါဖွင့်ဖွင့်ပြီးကြည်နေတာတော့မြရတယ်။ဒါမှမဟုတ်ဘယ်လိုပဲပြောတာကျွန်တော်အရင်တုန်းကဆိုဟာတဲ့မှာဒါရော်နယ်ဒိုရဲ့ဂျူဗန်တက်ခစ်တို့ဒါကျွန်တော်ရော်နယ်ဒိုရဲ့ဒါ ရာ Real Madrid ခစ်တို့လောက်ကျွန်တော်ဒါ design map မကြည့်ဘူးတော့ဒါ Ronaldo Manchester United ရောက်လာပူတော်ကြည့်ပြခဲ့သေးတယ်ပေါ့နော်ဒီ United Messi ဆိုတာ PSG တုန်းကလည်းထိုင်တဲ့လျောက်ကြီးခဲ့တယ်ဒါကြောင့် Barcelona တုန်းကလည်းဒါအယူမူကြီးခဲ့ movement တွေရှိခဲ့တယ်ဒါပေမဲ့ Inter Miami မှာ Corey နဲ့အဲ့လောက်ထိတော့ဒါကျွန်တော်မကြည့်ခဲ့ဘူးအော်ဒါခုနက Corey ကိုလည်းတောက်ပြီးပြောလို့ Corey လည်း live ရှိခဲ့ပြီပေါ့နော်အဲ့တော့ဒါသူတို့တွေပဲအသက်ကြီးသွားမှာ Corey လည်းအသက်ကြီးပြီသူတို့တွေကိုဒါကျွန်တော်တို့ keep up မလုပ်နိုင်ခဲ့တဲ့ movement တွေလည်း Corey လည်းရှိဒါပေမဲ့ဘယ်လိုပဲပြော တကယ်တည်းပြန်ကြည့်မယ်ဆိုတော့ဒီလူကြီးလည်းမကြခင်နားတော့မယ်ခုနကပြောသေးတယ်အခုချိန်မှာမျက်ခင်းစေကျွန်တော်ကတော့အမှန်တမ်းပြောမယ်ခရစ်စတီယာရိုနယ်ဒိုကျွန်တော်အင်တာမိုင်ယာမီကကျွန်တော်အမေရိကတော့ကိုရီးယားသွားဖို့အတွက်အင်မအင်မတန်မှခက်ခဲတယ်ပေါ့နော်သွားတော့သွားကြတယ်ဒါပေမဲ့အင်မတန်မှခက်ခဲတယ်အဲ့တော့လီယိုနယ်မက်ဆီကိုဒါကျွန်တော်တို့အာဂျင်တီးနားအင်ဂျီယန်နောက်ဆုံးတွေ့ရဖို့အတွက်လည်းတအားခက်မယ်ဒါပေမဲ့စဉ်းစားရတာပေါ့နော်အခုစဉ်းစားနေတာတခုရှိတယ် ဒါကျွန်တော်အိန္ဒိယကိုသွားရင်ကောင်းမအောင်စဉ်းစားတယ်အိန္ဒိယကျွန်တော်တူးတော်ပေါ့မဟုတ်ဘူးအရန်များမှာလူကအိန္ဒိယမှာခုလက်ရှိမှာဒါလီယိုနယ်မက်ဆီကိုအိန္ဒိယခေါ်ထားတယ်ဒီနှစ်မလားမသိ2026လောက်ဒီနှစ်လားမသိသူတို့ခေါ်ထားတယ်အဲ့တော့ကျွန်တော်အဲ့ဒါကိုသွားကြည့်တယ်နမဲအရန်များမှာလူကအိန္ဒိယလူဦးရေယောက်ျားလေးလူဦးရေဒါပါစနစ်တော်များအဲ့ဒီပွဲစဉ်မှာရှိတယ်အဲ့အဲ့နေရာမှာရှိမယ်ကျွန်တော်တော့အမှန်တမ်းပြောသွားလဲမထူးဘူးပေါ့နော်အဲ့တော့ဟိုကိုရီးယားသဘောကျတယ်သွားကြည့်ကြတယ်နမဲကျွန်တော်တို့ကအမေရိကောက်ရောက်ဖို့မလွယ်တော့အခုလက်ရှိ visa risk ကျွန်တော်ကမြန်မာ passport ကင်ထားတာအခုအဲ့တော့ကျွန်တော်ဒါကျွန်တော်တို့ဟို visa registration တွေပါညာ maybe အာဂျင်တီးနားအသင်းတွေနဲ့ကနေဒါနဲ့မက္ကဆီကိုမှာဒါကန်တဲ့ပွဲစဉ်ရှိရင်တော့ကျွန်တော်အနေနဲ့ချန်ရှိနိုင်တဲ့နေရာမှာပါတယ်ဒါပေမဲ့အမေရိကကကျွန်တော်တို့ကတော်တော်လေးကိုမလွယ်တော့အဲ့တော့မစ်ဘက်စီကိုကျွန်တော်အင်တာမိုင်ယာမီနဲ့အင်ဂျီနဲ့ကြည်ဖို့အတွက်ရာဂိုင်တုံးကြီးလည်းမရှိတော့ဘူးမရှိလည်းမရှိဘူးများသွားပြီဒါမှမဟုတ်အင်တာမိုင်ယာမီနဲ့လာမယ့်နှစ်မှာတော့ဒါလီယိုနယ်မက်ဆီဆက်ရှိနေမျိုးအုံးမယ်ဆိုရင်တော့သူ့အနေနဲ့ကျွန်တော်တို့တန်ခတ်တကာဒါကျွန်တော်ခြေစမ်းပွဲတွေပါအင်တာမိုင်ယာအင်ဂျီနဲ့တွေ့ဖို့တော့ရှိမယ်ဒါပေမဲ့ဒါကျွန်တော်လက်ရှိဂျားထဲမှာကျွန်တော်ဆော်ဒီကိုသွားဖို့ရှိတယ်ကျွန်တော်စဉ်းစားနေတယ်ဆော်ဒီကိုသွားပြီးတော့ဒါကျွန်တော်တို့ ်ခုစီအောင်ဝနာတို့ရဲ့အောင်နစာပွဲကြည့်မယ်ပြောကျွန်တော် LED ဟတ်တပွဲကြည့်မယ် L healer တပွဲကြည့်မယ်သုံးပွဲကျွန်တော်ကြည့်ဖို့အတွက်ကျွန်တော်စစထားတယ်ဒါပေမဲ့အဲ့ဒါတော့လက်ရှိမှာ planning stage ပဲပေါ့နော် sorry ကကျွန်တော်တို့ကသွားရအဲ့လောက်မခတ်ဘူး sorry ကဒါကျွန်တော်တို့ဒါလာမဲ့ဘတ်ကောက်သွားလာမဲ့ဘတ်သွားလို့ရတဲ့ဘုံမှာရှိတယ်ကျွန်တော်တို့က visa လောက်မခတ်ဘူးအမေရိကကအဲ့တော့ကိုယ်နေတဲ့လူမျိုးတွေကိုကျွန်တော်ဒါကြည့်ဖို့အတွက်လက်ရှိမှာ plan နေတယ်ဒါပေမဲ့ ကျွန်တော်ဘဝမှာကျွန်တော် နောင်တရဆိုကျွန်တော်ဂါရက်ဘေးကိုအပြင်မှာဆော့တာကျွန်တော်မတွေ့ဘူးလက်ဘူးဒါကျွန်တော်တို့ကနောင်တရကျွန်တော်တိတ်ချစ်တဲ့ကစားသမားကိုကျွန်တော်ဒါမတွေ့ဘူးလက်ကျွန်တော် Harry Kane ဝင်စားကျွန်တော် Spy ညတို့တွေ့ဘူးလက်ဆော့ဟောင်းမင်း Spy ညတို့တွေ့ပြီးစကားတွေပါပြောဝင်ရခဲ့တယ်အဲ့တော့ဒီဘီကအခုလည်းမှ Harry Kane ကတော့လူပါသေးတယ်ကျွန်တော်ထင်တာတော့3လောက်သူကစားအောင်ပါပါဆော့ဟောင်းမင်းကကျွန်တော်ထင်နောက်နှစ်နှစ်ပဲဒီဘက်နောက်နှစ်နှစ်ပဲအများအောင်နောက်နှစ်နှစ်ပဲဆော့ဟောင်းမင်းလည်းအခုလည်းမှသူ့ပါလဲ Brandy ရဲ့ ਧੀ ရှိရတယ်သူလုံးဝနှစ်နှစ်လောက်ပဲသူကစားပြီးတော့သူလုံးဝဟိုအေးပေါ့မေးပေါ့ကွေးပြင်ပါ activity သူလုပ်ရင်လုပ်မယ် သူဆက်ပြီးတော့လုပ်ဖို့ရရခိုင်တော့နေသွားမယ်လို့မြင်တယ်။နှစ်နှစ်ကတည်းကအဆွမ်းအောင်မျိုးမြင်ရမယ်။ MLS ရောက်သွားကစားသမားအများတစ်နှစ်တစ်နှစ်ပဲပြီးရင်တော့ပြီးပျောက်သွားအဲ့တော့အခုလည်းမကြည့်လေးစာဂျိုဘော့စကွတ်တာဂျော်ရီအဘောက်နှစ်နှစ်ပဲ။နှစ်နှစ်ပဲခင်ဗျာ။ MLS မှာဒီနှစ်နောက်နှစ်ပြီးရင်ဒါကျွန်တော်တို့ဆွန်ဟောင်းမင်းနားပြီလို့ကျွန်တော်နေနေနေပြီးသူ့ရဲ့ဒါတောင်ကိုရီးယားမိခင်ကလပ်ကိုသူပြန်သွားပြီတနှစ်လောက်ဆော့ရင်ဆော့မယ်ဒါကကောလာဟာလာချာအဲ့တော့ရှိတဲ့အချိန်မှာတော့ရှိတဲ့လူတွေခင်ဗျားတန်ဖိုးတားဟိလူတွေဘာလို့ဆိုအဲ့ဒီအချိန်တွေကဘယ်တော့မှပြန်မပြောင်းကျွန်တော်ဆိုအမှန်တည်းပဲကျွန်တော်ဖြစ်ကျွန်တော်ဆာဝန်တတိယရတယ် ကျွန်တော်ဖေနဲ့ကျွန်တော်ဒါဘောလုံးပဲကြည့်တဲ့ moment ကျွန်တော်ဆောင်းန်းတရီရယ်ကိုဖေပေါ့နော်အဲသူနဲ့ကျွန်တော်နဲ့ဒါကျွန်တော်ကျွန်တော်ဖေကြိုက်တဲ့ချိန်ပြန်ခေါ်ပြီးတော့ကျွန်တော်ကြည့်လို့ရတယ်မဲ့ကျွန်တော်တို့အိမ်လေးထဲမှာကျွန်တော်ဖေရဲ့ကျွန်တော်ရဲ့သူအရက်တော့ပြီးသူ United ကိုဆွဲနေတဲ့ moment နေအဲဘာနဲ့မှပြန်လဲလို့မရအောင်အဲ့တော့ ရှီလုံးတမူထားဟိလူတို့ခုနကကျွန်တော်ထားဒီတဲ့ငယ်တဲ့လူတွေရှိမှဒါခုလည်းရှိမှမိသားစုနဲ့ခုချိန်ဒီစပန်နဲ့အသက်ကြီးမဲ့စပန်နဲ့လုံနေတဲ့လူတွေရှိမှတမူထားကျွန်တော်တို့မိသားစုနဲ့ခုချိန်မှာဒါအမြဲတမ်းဒါအတွဲတူတူနေနေကြတာမှအမြဲတမ်းလောပါဆိုကျွန်တော်ဖေအလုပ်လုပ်တာပေါ့အဲ့တော့သူ့အနေနဲ့သူပြန်ရတဲ့ movement တွေရှိတယ်အဲ့တော့မလွယ်ဘူးပေါ့နော်အဲ့တော့အဲ့တော့ကစားသမားတွေကြည့်ပြီးကျွန်တော်တန်ဝေကရရတဲ့ဟိလူတွေတကယ်တမ်းမှန်တယ်ပြောတာကိုအနေနဲ့ဒါဒီတော့ကစားသမားတွေတော်တော်များများဥစဉ်ကြောင့်ဒီကစားသမားတွေအဲ့တော့အခုလက်ရှိမှာကိုကျတဲ့ကစားသမားတွေဆိုတဲ့နီးပြားတွေဖြစ်လို့ဖြစ်အောင်မြင်တဲ့နီးပြားတွေဖြစ်တဲ့နီးပြားတွေလည်းရှိ ကိုသင်းနေဆိုလဲခုနကပြောတဲ့သင်းလုံးနီးနီးပြောဥပဒေရှိမှာကျွန်တော်တို့ဒါတော်တော်ဟော့စပါတဲ့သသင်းလုံးကဒါကျွန်တော်ချာတိတ်တွေဖြစ်သွားပြီကျွန်တော်တို့အတိတဲ့ကစားသမားဘယ်လိုရှိလဲဘယ်လိုမှဘန်ဒေးဗီတကောင်လဲဘယ်လိုမှမကြမ်းတော့ဟုတ်တယ်မလားအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ဒီတိုင်းပဲကိုချစ်နေတဲ့အသင်းဆိုလဲပြောင်းလဲသွားဒါပေမဲ့ကိုကဒီအသင်းကိုချစ်တော့ကျွန်တော်ပြောင်းလဲတဲ့ကစားသမားတွေကိုလည်းအမြဲတမ်း walk on လောက်အောင်ပါပဲဒါပေမဲ့ ရှိတဲ့လူတွေတော့ခုနကပြောသူပဲရှိတဲ့အချိန်မှာတန်ဖိုးတော့ထားရမှာပဲလူကြီးအခုလက်ရှိမှာလီယိုနယ်မက်ဆီကိုခွန်ဆန်ရနာကျွန်တော်ဒါခုနကဘယ်သူမှလည်းမဘလိန်တော့ဘူးဘယ်သူမှလည်းမပြောတော့ဘူးအခုချိန်မှာဒါအမှန်တည်းပြောဟုတ်တော့ဟုတ်ပါအရင်တော့ကိုဒီပဲဒီ page တွေကိုကိုယ်စီမှာပေါ်လာနေလားမသိဘူးရနာဒိုမက်ဆီတို့ page တို့ဒါအဲ့လိုရဖြစ်တော့ဆိုင်လေတော်တော်လေးကိုနဲလာခဲ့တဲ့လူပဲပြောရမယ်ထဲမှာပါတယ်ပေါ့နော်အဲ့တော့ပြီးတော့မင်းစူစီကောင်မူတကယ်ပါခင်ဗျားတို့ဒါရှိတဲ့အချိန်မှာရှိတဲ့လူတွေကိုတံမိုးထားရေးလူတွေနော်ဒီလောက်ပဲကျွန်တော်လည်းပြောကြတာဒီနေ့ညတော့ဒါဒီဗီဒီယိုတပုတ်ထွက်လာအောင်မယ်ဒါဗီဒီယို၅ဘုတ်ပြည့်အောင်ကျွန်တော် at least တော့တင်ပေးမယ်ဟုတ်ဆိုတော့ကျွန်တော်မနေ့က ဟိုအိရထားနောက်ကြရင်မတင်လိုက်ဘူးပေါ့နော်။လောက်ပါပဲ။ဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4 ကြီးတို့မှာဂျင်းလို့ဆိုတော့ပေါင်ကူညီလို့ရပါတယ်။မြန်မာပြည်လက်ကလစ်ဖို့မမိကြပါနဲ့ဗျ။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြိုးတမာတဲ့ကောင်းမွန်သောနေ့လေးနေ့ဖြစ်ပါစုမုံကောင်းတောင်းပြီးနေပဲကျွန်တော်တို့ရဲ့နောက်မှာပဲ ASC တူကြတာပေါ့။အားလုံးမကြိုးတမာတဲ့မြန်မာပြည်လက်ကလစ်ဖို့မမိကြပါနဲ့။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြိုးတမာကြကျွန်တော်တို့ကိုပြပါအောင်။ TV4 ဗျ။